အခုလက်ရှိကျွန်တော်တို့ free တုံးလို့ရနေတဲ့ software လေးရကြတော့ Gemini တိုင်းပေါ့နော် Gemini တိုင်းမှာကျွန်တော်တို့ပုံလေးကိုစိတ်ကြိုက်ထုတ်လို့ရတယ်ပုံလေးရဲ့ quality လေးတွေကလည်းကောင်းတယ်ကိုယ့်ရဲ့ဓာတ်ပုံလေးနဲ့လည်းထုတ်လို့ရတာဆိုတော့ဒါလေးကတော်တော်လေးအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံး Gemini တိုင်းမရှိသေးတဲ့တူရတော့ဒီ Gemini တိုင်း software လေးကို Play Store ကနေ download ဆွဲပြီးတော့ကိုယ့်ရဲ့ email address နဲ့ချိတ်ဆက်ပြီးတော့ account ဖွင့်လိုက်ပါဖွင့်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒီထဲရောက်လာတဲ့ခါကျရင်တော့ကျွန်တော်တို့တချို့တွေပုံထုတ်လို့မရဘူးလို့ပြောတယ်ပေါ့နော်ပုံထုတ်လို့မရဘူးဆိုတာဘာကြောက်လဲဆိုတော့ကျွန်တော်ဒီအပေါ်မှာ 2.5 flat မဖြစ်နေလို့ပါအဲ့တော့ကျွန်တော်တို့က2.5 flat ကိုကျွန်တော်တို့ကရွှေ့ပေးထားပါမယ်ကဲရွေးကိုရဲ့အကောင့်မှာက2.5 pro ဖြစ်နေတဲ့ဆိုရင်တော့အဲ့ဒါကိုကျွန်တော်တို့ flat ရွှေ့ပေးပါပြီးတော့ကျွန်တော်တို့ဒီဆက်ဆောက်အောင်ဆုံးဝင်နေဆိုရင်တော့အချုပ်ဖုံးနေမှာဒီလိုမျိုးအပေါ်မှာငပြောတိပုံစံလေးနဲ့ပေါ့နော်အမှ create image ဆိုတာရှိတယ်အကယ်၍အဲ့လိုမျိုးမှမတွေ့ဘူးဆိုရင်တော့ကျွန်တော်တို့ဒီအောက်ခါဥစ္စာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ဒီ create image ဆိုတာလေးကိုတစ်ခေါက်နှိပ်ပေးရမှာဖြစ်ပါတယ် အဲ့ဒါကိုကျွန်တော်တို့ရွေးပြီးပြီဆိုရင်တော့ကိုဖန်တီးမဲ့ဓာတ်ပုံထည့်မယ်ဆိုရင်ဒီဘက်အောက်ကအပေါင်းလေးကိုဆက်ပြီးတော့နှိပ်ပြီးပါအပေါင်းလေးကိုနှိပ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်ဖန်တီးမဲ့ဓာတ်ပုံလေးကိုကျွန်တော်ရွေးလိုက်မှာပေါ့နော်အာဒီမှာဓာတ်ပုံထည့်ပြီးပြီးတော့ကျွန်တော်တို့အမှ print shutter လေးထည့်ရမှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်အားကြတော့ကျွန်တော်ရဲ့ဒီ Telegram AI print box ဆိုရဲဥစ္စာလေးထဲမှာ print shutter လေးယူပါမယ်ဒီထဲမှာတော့ကျွန်တော် print ပေါင်းလက်ရှိပေးတာ၄000ကျော်ရှိတယ်ပေါ့နော်၄000ကျော်ရှိတယ်ဆိုတော့အကယ်၍ print member မဝင်ရတဲ့တူတွေအနေနဲ့ကြတော့ တို့ member ဝင်ချင်နေဆိုရင် member ကြီး1000ကျပ်အနေနဲ့တို့ရာတက်ပန်ဒီထဲမှာဝင်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ဂျင်မနိုင်းအတွက်ဆိုပြီးတော့ဒီ prompt တွေကို update ထပ်ပြီးတော့ပေးထားတာအများကြီးရှိပါတယ်လက်ရှိမှာလည်း update ထပ်ပြီးလုပ်ပေးနေတယ်ပေါ့နော်အဲ့တော့အဲ့ဒီတည်းကျွန်တော်တို့ဝင်လိုက်မယ်ဝင်ပြီးတော့ဒီမှာပုံအတွက်ကျွန်တော်တို့ဒီမှာ prompt တွေများစွာရှိပါတယ်အကယ်၍ကိုကဒီထဲမှာဒီ prompt စာတာကိုမြန်မြန်ဆန်ဆန်ရှာချင်နေဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ညာဘက်တောင်းမှာရှိတဲ့အစက်လေး၃ဆက်ကိုနှိပ်လိုက်ပါ ဆက်လီထုံးစက်ကိုနှိပ်ပြီးရင်ဒီမှာမန်ဘလူးလေးကိုဆက်နှိပ်မယ်အခုကျွန်တော်ကဒီမြန်မာပုံနဲ့ပတ်သက်ပြီးထုတ်မယ်ပေါ့နော်မြန်မာဆိုပြီးတော့ရိုက်ရှာလိုက်မယ်ဒါဆိုရင်ဒီမြန်မာနဲ့ပတ်သက်တဲ့ပုံတွေအများကြီးကြာလာဒီဘက်အောက်မှာကျွန်တော်တို့ဒီလိုမျိုးလေးဒီဒါဆိုရင်မြန်မာနဲ့ပတ်သက်တဲ့ပုံက32ပုံလက်ရှိမှာတင်ပေးထားတယ်ပေါ့နော်အဲဒီများလေးကိုနှိပ်ပြီးတော့လေကျွန်တော်တို့ကအပေါ်အောက်ကိုကြိုက်တဲ့ပုံလေးကိုရွေးချယ်လို့ရမှာပဲဖြစ်ပါအကယ်၍ဒီ print ယူမယ်ဆိုရင်ဒီမှာ copy ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပေးပါ copy နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ sonar ကဂျမနိုင်းလေးကိုပြန်သွားမယ်ပြီးရင်ဒီနေရာမှာစတားလေးကိုချလိုက်မယ်ပြီးရင်တော့ကျွန်တော်များလေးကိုနှိပ်ပြီးတော့ခဏလေးစောက်ပေးပါမယ်အခုဆိုရင်တော့ပုံလေးရရှိလာပြီပေါ့နော်အခုဆိုပုံလေးရရှိလာပါပြီဒီပုံလေးကိုကျွန်တော်တို့စေမယ်ဆိုရင်တော့ပုံလေးကိုတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ညာဘက်ထောက်မှာရှိတဲ့မြားလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ပုံလေးကိုစေလို့ရမှာပဲဖြစ်ပါတယ် ျွန်တော် AI prompt တဲမှာတော့ကျွန်တော်ဒီ prompt တွေပေးထားတာအများကြီးရှိပါတယ်ဒါတွေကိုကျွန်တော်တို့လွယ်တကူရှာဖွေပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော် prompt နေနဲ့ပတ်သက်ပြီးတော့များစွာပေးထားတယ်ပေါ့နော်။ဒီမှာဆိုလဲကျွန်တော်တို့မြန်မာမူပုံနေနဲ့ပတ်သက်ပြီးတော့များစွာရှိပါတယ်။လက်ရှိမှာလဲ member ဦးရေ1200ကျော်ရှိနေပြီမို့လို့ဒီရနေပြီးတော့တစ်ဆင့်ကျွန်တော်တို့ဒီ ပရွန်စာတာရေးဖို့အခက်အခဲရှိတဲ့သူတွေကျွန်တော်ရဲ့ Telegram private group မှာ member ဝင်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်